လောကမြေကြီးမှာဧည့်သည်လို့ဧည့်သည်လို့ပြောတဲ့အခါခရိယန်တွေကိုပြောတာမဟုတ်ဘူးဗုဒ္ဓဘာသာတွေပြောတာမဟုတ်ဘူးမွတ်စလင်တွေပြောတာမဟုတ်ဘူးဟိန္ဒူတွေပြောတာမဟုတ်ဘူးသင်ဘယ်ဘာသာတရားကိုးကွယ်ကိုးကွယ်ဒီလောကမြေကြီးမှာတော့ဧည့်သည်ပဲချင်းနေကချင်းနေကရင်နေမွန်နေရခိုင်နေတရုတ်တွေကိုရီးယားတွေအာဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဒီလောကမြေကြီးပေါ်မှာတော့ဧည့်သည်ပဲ။ ဲ့တယ်ဆိုတာခဏလာပြီးတော့ပြန်ထွက်သွားရတယ်လောကမှာကျွန်တော်တို့အားလုံးကမွေးဖွားခြင်းနဲ့ဒီလောကကြီးကိုရောက်လာတယ်ပြီးတော့တစ်ချိန်ကျတော့နေဆုံးခြင်းနဲ့လောကကြီးတွေပြန်ထွက်သွားတယ်ဧည့်သည်ပဲဧည့်သည်ပဲဒါကြောင့်ဒီလောကမြေကြီးမှာငါတို့ကဧည့်သည်ပဲဆိုတာခရိယန်တွေကိုရွေးပြောတာမဟုတ်ဘူးလူတိုင်းအတွက်လူတိုင်းအတွက် အဲ့တော့ဒီနေ့ကျွန်တော်တို့ကဧည့်သည်ဖြစ်နေရောက်လာတယ်ဒီနေရာမှာခင်ဗျားတို့အားလုံးဧည့်သည်ဖြစ်နေရောက်လာတယ်အစီအစဉ်ပြီးရင်ပြန်မယ်အားလုံးကိုယ်အိမ်ကိုပြန်ပါကျွန်တော်လည်းကျွန်တော်အိမ်ကျွန်တော်ပြန်ပါဟာအစီအစဉ်ပြီးပြီဟဲ့ပြန်ကြတော့ဘာမှစိတ်ပူစရာမလိုဘူးကောက်ပြန်သွားရုံပဲမဖြစ်လို့လေပြန်စရာအိမ်တိတိကျကျရှိတယ် ဲ့တော့ဒီနေ့လောကကြီးတွေကသင်ပြန်ထွက်သွားတဲ့အခါဘဲကိုပြန်มาလေဘဲကိုသွားมาလေအဲ့ဒီတိကျရတဲ့အာမခံချက်စိတ်ချမှုရဖို့သခင်ယေရှုခရစ်တော်ဒီလောကကိုကြွလာတယ်အာမင်အဲ့ဒါကိုအခုကျွန်တော်တို့ပြောနေတဲ့ Christmas Christmas နော်အဲ့တော့ Christmas ရဲ့အဓိပ္ပာယ်ကို စာကြောင်းတစ်ကြောင်းနဲ့နဲ့ချုပ်ပြီးပြောရရင်လိုက်ဆိုကျွန်တော်တိုင်ပေးမယ်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကျွါလာတော်မူသည်မမီလာပြန်ဆိုကြည့်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်အဲ့ဒါအဲ့ဒါဒီခရစ်စမတ်ရဲ့အဓိပ္ပာယ်နံပါတ်၁ကတော့ယေရှုခရစ်အဲ့ဒီယေရှုခရစ်ကဘာလဲဟာလေကျွန်တော်ငငယ်တော့ခရစ်ယာန်မဟုတ်ဘူးအသက်24နှစ်ကြာမှစပြီးတော့ခရစ်တော်ကယ်တင်ရှင်လို့သိမြင်ပြီးယုံကြည်သူဖြစ်တာကျွန်တော်အိမ်သားမှာဖခင်အကြောင်း၃ချောင်းရှိတယ် ဲ့တော့ခရိယန်တန်ငယ်ချင်းတွေလည်းရှိတယ်ဒီလိုခရစ်မတ်မှာတန်ငယ်ချင်းတွေခေါ်လို့အာဘုရားကျောင်းတွေလိုက်သွားဘူးလေနော်တန်ငယ်ဟဲ့အောင်လေငါတို့ခရစ်မတ်ပွဲရှိတယ်ကွာတဲ့ဘုရားကျောင်းမှာလည်းပျော်စရာကြီးတဲ့လိုက်ခဲ့ပါလားတဲ့အာမင်းတို့ခရိယန်တွေမင်းတို့ကမင်းတို့ပျော်ငါနဲ့ပါဆိုင်လဲအာမင်းကောင်မလေးချောချောလေးလည်းရှိဟာဒါဆိုလိုက်တာပေါ့ဆိုတော့လိုက်ပါအဲ့တော့ဘုရားကျောင်းကျွန်တော်အိမ်ရဲ့ ဒီဘက်ဘယ်ဘက်ဆမ်းမှာကျွန်တော်တို့တက်တဲ့ကျောင်းအထာကနေကမာရွတ်ဆိုတာရှိတယ်။အဲ့ဘေးမှာစင်ယောကစင်းဆိုတဲ့ church ဖခင်ကျောင်းရှိတယ်။ဒီဘက်ချမ်းမှာကျတော့ Holy Cross Anglican ဖခင်ကျောင်းရှိတယ်။ကျွန်တော်အိမ်ရဲ့မျက်နှာချင်းဆိုင်ကရန်ကုန်တက္ကသိုလ်ကျောင်းဝင်းပေါ့။ဝင်သွားရင်အထဲမှာ Jason Church နှစ်ချင်းဖခင်ကျောင်းရှိတယ်။အဲ့တော့ကျွန်တော်နှစ်ချင်းရဲ့ Anglican ရဲ့ RC ရဲ့၃ကျောင်းကြားမှာကြီးရ။ ရအတော့တကယ်ကြီးတော့ရှိတယ်မိုးဆက်တူပေါ်တို့ညာကျွန်တော်ဘိန်းတူစားကြအဲ့တော့တော့မသိဘူးနောက်မှာပြောင်းလဲမှာအိုးမိုးဆက်ငါတကယ်ကြီးကချမ်းသာတဲ့မော့ရှည်ကြီးပဲဘိန်းတအားကြိုက်တာအဲ့တော့တကယ်ကြီးကခေါ်လို့ဘုရားကျောင်းလိုက်သွားတယ်โอเคအာစီစဉ်ပါညာပြီးပြန်ထွက်လာဟေးဇောသူလင်းမင်းခရိယန်လားအာမဟုတ်ပါဘူးပါ ။ဒါဆိုရင်ယေရှုခရစ်ကမင်းအတွက်ပါလေ။ဩဖရားရေအများကြီးရှိရအဲ့ထက်ကသူလည်းတဆူပေါ့ကွာ။အဲအဲ့ဒီလောက်တီးခဲ့တာအဲ့လောက်တီးခဲ့တာ။ဩဒါပေမဲ့ဖရားကြီးများရှိရဦး။သူလည်း one of the god ပေါ့ကွာ။ဖရားတဆူပေါ့။ဒါငငင်တော့တီးခဲ့တာ။ကြီးလာတဲ့အခါတခြားတီးတော့အာဒါမဟုတ်။အဲ့တော့ယေရှုခရစ်လူငယ်ရနေတဲ့ထောင်လောကလာတယ်ခမရလည်းမမွေးသေးကျွန်တော်လည်းမမွေးသေးတကယ်လာတော့ဟုတ်ရဲ့လား တို့ကြောင့်မလာဘူးလို့လုံးတို့ကြောင့်ယုံနှန်းစကားဖြစ်နေပုံပြင်ဖြစ်နေဒုက္ခငငယ်တော့ကဒီလိုကျွန်တော်သိခဲ့တာဟုတ်နော်ဟာလာမလမ်းကြည့်တော့ဆန်ဖွတ်တဲ့အဖိုးကိုနဲ့ဟာရှိတယ်ခမင်းစည်းစမ်းရွှေလင်မန်းပေးပါပါညာငငယ်တော့တောင်းလာလေကြီးလာတဲ့အခါကျတော့ဟာမဟုတ်ဘူးငငယ်တော့ဟုတ်တယ်လို့လည်းကြီးလာတော့မဟုတ်အဲ့ဒါယုံနှန်းစကားဖြစ်တယ်ယုံနှန်းစကားဖြစ်ဟာကျတော့အဲ့ဒီယေရှုခရစ်က တကယ်ဟောလာလို့လားတကယ်လာခဲ့လားသူလာတော့ကိုရီးယားလည်းမမွေးသေးကိုရီးယားမနေ့တနေ့ကမွေးတာဟုတ်ဆိုတော့လာတယ်တခင်ယေရှုအတိအကျလောကမှာမွေးခဲ့တယ်ဟာလေလုယအဲ့ဒီအတွက်အထောက်ထားအခုကျွန်တော်တို့သုံးနေတဲ့ခရစ်သက်ကလေးပဲခရစ်တော်ရဲ့သက်ကလေးဒါကြောင့်ခရစ်သက်ကလေးငယ်ငယ်တုန်းကခရစ်တော်ကိုမယုံကြည်ဘူးဒါပေမဲ့ဟေး မင်းဘယ်လုံးကမွေးလဲလို့မင်းအဲ့ခရစ်တက်ခရစ်နဲ့ပဲဖြည်တယ်။အဒုတိယကဘာစစ်ဘယ်လုံးကပြီးလဲအာခရစ်တက်ခရစ်နဲ့ပဲဖြည်တယ်။အမြန်မာနိုင်ငံလွတ်လပ်ရေးဘယ်လုံးကရလဲအဲ့ဒီခရစ်တက်ခရစ်နဲ့ပဲဖြည်တယ်။သင်ယုံယုံမယုံယုံအဲ့ဒီခရစ်တက်ခရစ်ကိုတော့သုံးပါ။ပတ်စပို့လုံးမယ်အဲ့ဒီခရစ်တက်ခရစ်နဲ့ပဲရတယ်ဟိုကောစာတော့ဘယ်နဲ့မရဘူး။ เนาะပြိတ္တကနေရတယ်အဲ့ဒါယေရှုခရစ်တော်လောကမှာဖွားမြင်ခြင်းခံတဲ့အချိန်ကနေစပြီးတော့မှတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဒီလိုကြီးတွက်လာတာအခု2024ခဏနေ2025ရောက်တော့မယ်အဲ့တော့ယေရှုခရစ်တော်တကယ်ပဲလောကကိုကြွလာခဲ့တယ်လာတော့ဟုတ်ပါပြီဘာလာလောက်တာလဲဘာလာလောက်တာခုနကျွန်တော်ဆိုရယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကအပြစ်ရှိတဲ့ကျွန်တော်တို့တဲ့ကယ်တင်ဖို့လာတယ်လာတယ်မတူဘူးနော်အပြစ်ရှိတယ်လို့ပြောတဲ့အခါတခါလေတော့အေးဆရာတို့ကစင်မောတရားဟောတော့အပြစ်ကင်းသလိုလိုအောက်ကနားထောင်တဲ့လူတွေကအပြစ်ရှိသလိုလိုတမာ ချမ်းစာမှာကြတော့ဖယားသခင်ရှေ့မှာအားလုံးတူတူပဲတဲ့ ။ရှောက်မှတ်တော်သူမရှိတယောက်မှမရှိ။ကောင်းသောအခြင်းကိုတဲ့ပြည့်စုံအောင်ကျင့်တော်သူတော်ကောင်းတစုံတယောက်မြတ်မြေကြီးပေါ်မှာမရှိတယ်လို့ပြောတယ်။လူအမြင်မှာတော့ကျွန်တော်တို့ကအော် तू ကငါ့ထက်ပိုကောင်းနေ။အဟိုလူကတော့ငါ့လောက်မကောင်းဘူး။အဲ့ဒါလူကခွဲတာလူကခွဲတာ။ဘုရားသခင်ရဲ့ရှေ့ဘုရားသခင်ရဲ့အမြင်မှာတော့တဲ့ပြည့်စုံတဲ့သူတော်ကောင်းဆိုတာတယောက်မှမရှိဘူး။ ပြောပြတခါတော့ကဒီလိုမျိုးပဲ Christmas season လေးဟိုးတောင်ကလာဘက်မှာလှုပ်တယ်အဲ့ဒါနဲ့ကျွန်တော်ကသွားဘာလို့အဲ့တော့ကျွန်တော်သမီးတွေကအိမ်မှာရှိသေးတယ်အခုပါလာတာတွေကတော့ဒါကျွန်တော်တို့ရဲ့အသင်းတော်ကသမီးတွေသူတို့တွေလည်းအလိုပဲမယုံချည်သူကနေတောင်းလဲကြတာပဲဒီနေ့တော့ဒီမှာမြင်ဘူးတွေ့ဘူးအောင်သူတို့ခေါ်လာတာဆိုတော့ကျွန်တော်သမီးအရင်နေပေါ့လေကိုယ်တိုင်မွေးထားတဲ့သမီးတွေတော့အခုမရှိအဝေးမှာအဲ့တော့သမီးတွေရှိတယ်သမီးတွေကသူတို့က ကျွန်တော်တချင်းဆိုပေးမယ်ဆိုပြီးလိုက်လာတာအဲ့ဒီပွဲကဒီလို Latin ဟိုဟိုဒီသမီးလေးတွေဇော်ရင်တို့လို့မဖိတ်ထားဘူးတော့ကျွန်တော်သမီးတွေကလိုက်ဟဲမှာအဲ့တော့မျက်နာတွေလိမ့်ပြီးလိုက်လာကျွန်တော်ကနင်းတော့လို့တချင်းကိုပါစက်နဲ့ဆူမှာလားပါနဲ့ဆူမှာလားကောင်းပါကျွန်တော်မေးပပလည်းဝါတယ်တချင်းဆိုဆိုပါစက်နဲ့ဆူမှာပေါ့တယ်အဲ့ဒါဆိုနင်းတို့ဘာလို့ဓာတ်တွေလိမ့်ထားတာလဲပပနားမလဲပါဘူးကွာအေးနားမလဲလို့မေးတာလေအဲ့ အသမီးတွေလာကြ။ဒါတော့သမီးနှစ်ယောက်ကနောက်ခန်းမှာထိုင်နေညီမနဲ့ဟောစကားတွေပြောကျွန်တော်တို့ရှေ့ရကားလာချူပြီးတော့အဲကားဆရာနဲ့ကျွန်တော်စကားတွေပြောပြောရင်းနဲ့အီဒီလမ်းမီပွိုင်းရောက်တော့ကားကမီပွိုင်းမီကျွန်တော်လှမ်းကြည့်တော့ဟိုဘက်ကအကောင်လေးကလေကျွန်တော်သမီးကိုကြည့်တာမျက်စိကျွတ်ကြတော့မှာအဲ့ဒါလေဟာအတကောင်ကြည့်လိုက်လားငါဘက်ကိုတစ်ချက်လောက်မင်းကြည့်သမ်းပါ အဲ့ဒီကောင်လည်းတစ္ဆာရှိတယ်အဖေမရှိဘူးတမီးပဲကြည့်အဲ့ဒါနဲ့မိပွိုင်မှာ तू ကကျွန်တော်တမီးကိုချီကျွန်တော်က तू ကိုချီအဲကျွန်တော်တမီးကလည်း तू ကိုမမြင် तू ကလည်းကျွန်တော်ကိုမမြင် तू ကလည်းကျွန်တော်တမီးကမမြင်ရကောင်းလားဆိုတော့ပိုပြူချီ तू ကပိုပြူတော့ကျွန်တော်လည်းပိုပြူအဲ့မှာသုံးပွင့်ဆိုင်ပတ်လေရိုက်နေတာ तू ကတမီးကိုချီကျွန်တော်က तू ကိုချီ तू ကတမီးကိုချီကျွန်တော်က तू ကိုချီ ကားထွက်မိဘိုင်းစိမ့်လို့ထွင်လဲဟာဒီအောင်ကြည့်တော့မဲဒီထဲမှာတမီးမွေးထားတဲ့တမီးရှင်တွေပါရင်တော့ဒါသဘောပေါက်တယ်ဒီထဲမှာမိဘိုင်းမှာတကောက်နှုံနှုတ်စင်းတာအထေရအထေရအထေရအဲ့တော့ဆရာဇော်သူလင်းယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းကောင်းကိုပြောမလို့သွားလား မိပွိုင်မှာလူသတ်မှုဖြစ်တာသမီးကိုကြည်လို့အဲ့ဒါဘုရားသခင်ရှေ့ဘုရားသခင်ရှေ့กายกันမြောက်မကျူးလွန်တော့လက်ကဓာတ်နဲ့တော့မထိုးဘူးဝစီကံလည်းမကျူးလွန်တော့ဇက်ကဘာမှမပြောဘူးဒါပေမဲ့ဒီမနှောလဲမှာလေဟောနေမှာဒီထဲကတီးပါလေเนาะကျွန်တော်တို့ဒါမှဖြစ်နေကြဟောဟွန်းငါလောက်အောင်တော့တွေတော့မယ်ဆိုတော့ဒီထဲကဒီထဲက အဲ့ဒါကြောင့်ကျမ်းစာပြောတာကောင်းသောအချင်းကိုပြည့်စုံအောင်ကျင့်တဲ့သူတော်ကောင်းတစုံတယောက်မှမြေကြီးပေါ်မှာ မရှိဆိုတာဘုရားသခင်ရှေ့အဲ့ဒါကြောင့်ねအဲ့ဒီအပြစ်ရှိတဲ့လူကိုတဲ့ကယ်တင်ဖို့သခင်ယေရှုခရစ်တော်ကြွလာတယ်ဘယ်လိုကယ်မှာလဲဘယ်လိုကယ်မှာလဲစာလင်းမှာပြသွားတယ်ရင်းနစ်နေတဲ့လူစင့်ကယ်မှာရတာ ရေကူးနီးသင်ပေးလို့မရဘူးရေကူးနီးသင်ပေးလို့မရဘူးချင်းကဲအဲ့ဒီသဘောသခင်ယေရှုကဆင်းကြွာလာတဲ့ကျွန်တော်ရဲ့အပြစ်ကြွေးကိုသူကိုယ်တိုင်ဆက်ပေးတယ်ဟာလေလုယာအဲ့တော့ကျောင်းကဘာကြီးပေါ်မှာဘယ်ဖျားမှမလုပ်တဲ့ကိစ္စသခင်ယေရှုကလုပ်ပြတယ်လက်ဝါးကတ်တိုင်ပေါ်မှာအသိခံတယ်ကျွန်တော်ငယ်ငယ်တုန်းကကုရပြောလို့ခရိယန်ငယ်ချင်းတွေနဲ့သွားရင်းပြင်းနဲ့တခါတလေဒီလက်ဝါးကတ်တိုင်တို့ဘာလို့ဟလား တွေ့ရင်စိတ်ထဲမှာလေမေးခွန်းဖြစ်ဒီယေရှုခရစ်တော်ဆိုတာသူတို့ရှ िख ိုးတဲ့ဖရားလေအဲ့ဒီဖရားဘာလို့ကားတိုင်းမရောက်နေတာလဲလက်ဝါးကတိုင်းနဲ့ဖရားမဆိုင်ဘူးလေကျွန်တော်တို့ចောင်းစာမှာသင်ရတယ်ចောင်းစာမှာတောင်းဆွေနေကွယ်ရင်ကားတိုင်းတင်သက်စေဒီလိုပြောတာအဲ့ဒါအပြစ်ရှိတဲ့လူကိုပြောတာဒီဖရားဘာချောင်းကားတိုင်းမတက်နေတာလေမေးခွန်းဖြစ်တယ် တစ်ချိန်မှာတည်ခွင့်ရတယ်အဲ့ဒါကျွန်တော်အတွက်တင်းအတွက်ဖြစ်တယ်ဟာလေလုယကျွန်တော်ရဲ့ပြည့်စုံသူကိုယ်တိုင်ဆက်ပေးတာဆက်ပေးတာဒီထဲမှာအကျွေးတင်မှုရဲ့လို့ရှိရင်လက်ထောင်ကြည့်အောင်ဟာဒိတ်ဆုံးအောင်ထောင်အာဟုတ်ပြီရဲရဲထောင်ရဲရဲထောင်မေကျန်တဲ့လူတွေအကျွေးခင်းနေပေါ့ မထင်ဆိုတော့လူတိုင်းကျွေးတင်မှုလဲဟုတ်တော့မလားထုတ်ပြောရရှက်လို့မပြောတာဟုတ်မပြောလဲသာတည်တယ်တင်မှုတယ်ကျွန်တော်လည်းတင်မှုတယ်လေကျွန်တော်တင်မှုတယ်လမ်းထိတ်ကဆိုင်မှာပုံစံဆိုင်စားကျွေးယူတာပေါ့စားကျွေးယူတာယွင်း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 များတာဟောစင်းဆောင်ကြီးနဲ့မှတ်ထားတာဟောအဲ့စင်းဆောင်ကြီးပဲအလစ်မှာယူပြီးမီးရှို့ပြစ်လိုက်အောင်မလုပ်လို့ပါလုပ်လို့ရ ဆိုတော့များလာတော့ဆက်ကလည်းမဆက်နိုင်ဘူးလေအဲ့တော့အဲ့ဘက်ကမဖြတ်ရဘူးဟိုးအောက်ကနေပတ်ပတ်သွားနေရတာဟောရာရာကျွန်တော်တို့ဂျုံဘူးတာပဲဒီဘက်ဟာဒီဘက်မှာကျွေးရှင်ရှိတယ်ဒီဘက်လမ်းမသွားနဲ့ဟိုဘက်ကသွားဟောဆိုတော့ကျွန်တော်အရင်ခိုးရကြမှာနေတာဆိုတော့ပတ်လာတချို့မေးတယ်ဆရာဘယ်သွားမလို့လဲကမ္မတိုင် ဟာဒီဘက်ကလည်းပါလာတယ်အေးဟုတ်တယ်လို့အဝေးဆိုတာလည်းပဲအညောင်းမြညာပြီးရှောက်တာအမှန်ဟုတ်ထိတ်မှချွေးရှင်စီလို့ဒီဘက်ကဒီပတ်သွားတယ်ဟာအဝေးရဲ့ဒီဘက်ပတ်သွားတယ်ဟာအဲ့ဒါနဲ့ကျွန်တော်ကျွန်တော်ဥလေးကိုသွားတိုင်မင်းတယ်ဥလေးလို့ကျွန်တော်လမ်းတိုက်ကကုံစံမှာအဲ့ဒါစားတာအကျွေးတွေယူရင်းယူရင်းနဲ့အခုအများကြီးဖြစ်နေတော့လို့ဘယ်လိုလုပ်ရမလဲမဆက်နိုင်ဘူးဖြစ်နေတယ်ဥလေးကိုသွားမေးတော့ဥလေးကမင်းဒါဆိုရင်ရတဲ့လကနဲ့မလောက်ဘူးပေါ့မလောက်လို့ပေါ့ဥလေးက ဒါဆိုမင်းညဘယ်စိုက်ကားလေးပါလေးထွက်နေမှာလားအောင်မလီပြောရဲတာမညာမတာညဘယ်တက်စီလေးပါလေးဆိုရင်အပူဝင်ကလေးရအောင်ပေါ့အဲ့ဒါလေးကိုစုထားပြီးတော့ဖြည်းဖြည်းချင်းအကျွေးဖစ်ဆက်အဲ့တော့ဦးလေးစီကပြန်လာတော့ဦးလေးကကျွန်တော်အကျွေးဆက်ဖို့နီလန်းပေးလိုက်တာသူပြောတဲ့အတိုင်းကြမ်းကြမ်းမာမာပြည့်ပြည့်စုံစုံလုံနိုင်ရင်တော့လည်းမသိဘူးခြေကောင်းခြေနိုင်တယ်ဒါပေမဲ့အကျွေးမခြေဘူးလေအကျွေးကိုဘယ်လိုဖြည်းဖြည်းချင်းဆက်ရမလဲဆိုတော့နီလန်းမယ်ပေးလိုက်တာ တော့ကျွေးမချည်တဲ့အတွက်ဒီထက်အပူကလည်းမပြော့ဘူးလေမပြောက်ဘူးလေဟုတ်ပါကျွန်တော်ဒါနဖူကိုလက်တင်စဉ်းစားလိုက်ရင်ငါလေးရင်မိုးတယ်အချွေးတွေအချွေးတွေအချွေးတွေဆိုပြီးတော့ညညာအိတ်မပြော့ဘူးဒီလိုဖြစ်နေတာအဲ့ဒီအချိန်မှာကျွန်တော်အဖေကตาအချွေးတင်နေတယ်လို့ကြားတော့လာဆက်ပြီးတယ်ဘုံဆိုင်ကိုမေးတယ်ဟေးမင်းတို့ဆိုင်မှာငါตาအချွေးပေးเสียရရှိတယ်ဆိုဟုတ်တယ်ဘယ်လောက်ရှိလဲပြောစီးရင်ထုတ်ပြတယ် ဘေးရကလည်းပတ်ဆိုပေးခဲ့ပြီးတော့ကျွန်တော်လည်းအဲ့ဆိုင်ရှိပြန်ဖြတ်လျှောက်ရဲသွားတိုင်ချင်ဟဲ့ကိုသောသူလေးပါလေပြောအဲခက်စီနေပဲအစားတော့ဟိုဘက်ကနေပတ်သွားတယ်အခုအဖေဆက်ပြီးသွားပြီအဲ့တော့လောကကြီးမှာဘာသာတရားတွေအများကြီးရှိတယ်ကောင်းပါတယ်ကောင်းပါတယ်ဒါပေမဲ့အဲ့ဘာသာတရားတွေကခုနကျွန်တော်ဦးလေးလိုပဲကျွန်တော်တို့အပြစ်ကျွေးဆက်ဖို့နီးလန်းနေပေးတာပေါ့ဒီစနစ် အခင်ယေရှုခရစ်တော်ကကျွန်တော်အဖေနဲ့တူတယ်။နီလန်ပေးတဲ့ဖခင်မဟုတ်ဘူး။သူကိုယ်တိုင်လာဆက်ပြီးသောဖခင်ဖြစ်တယ်။အဲဒါကြောင့်ဘယ်ဖခင်မှမလုပ်တဲ့ကိစ္စကားတိုင်းပေါ်တက်တယ်။အဲဒါကိုတက်တယ်။အဲဒါနဲ့မပြီးဘူး။သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်လာတဲ့အသက်ရှင်သောဖခင်ဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်ကတဲ့အပြစ်ရှိသောသူဘယ်သူတွေလဲလူတိုင်းရောအပြစ်ရှိတာပဲ။ဖြစ်ရှိတာပဲ။ဒါပေမဲ့ ငါအပြစ်ရှိတယ်လို့ဝန်ခံရတဲ့လူနဲ့ဝန်မခံရတဲ့လူအဲ့ဒါကွာတာဗော။အဲ့ဒါကွာတာဗော။သူတွေအမြဲတမ်းကိုကတော့အကောင်း။ဟေ့သူများပဲ။ကျမ်းစာမှာဒီလိုပါတယ်။သခင်ယေရှုစီကိုတဲ့။မှားယွင်းခြင်းအမှုပြုတယ်။ဖောက်ပြန်တာဗောဒီမျိုးသမီးကဖောက်ပြန်တာ။အဲ့ဖောက်ပြန်တဲ့အမျိုးသမီးကိုတဲ့ကျန်းတက်တွေဖာရီရှဲတွေကဖန်ခေါ်ပြီးတော့မှသခင်ယေရှုစီကိုခေါ်လာတာ ဒီမိမဖောက်ပြန်နေတော့မှကျွန်တော်တို့မိလာတာကိုတော့ဘလို့စီရင်မလဲလာပြီးတော့အတင်းပြောတာမှန်လေသူ့ကိုဖောက်ပြန်တော့မိလာတာဆိုတော့အဲ့ဒီခေရဲ့ဓမ္မတအရာဆိုရင်ခင်းနေပေါ့အမေသခင်ယေရှုအားဒီမှာဘာပြလဲဆိုလေငါမစီရင်ဘူးတဲ့စီရင်တယ်။ဒါကြောင့်သခင်ယေရှုလောကကိုကြွလာခြင်းကတင့်ကိုစီရင်မို့မဟုတ်ဘူးတင့်ကိုကဲ့တင်မို့။ဤစရာလေးပြောပြအောင်မယ် မကောင်းတဲ့မိမတရားပေါ့ဟောမကောင်းတာလို့စားတဲ့မျိုးသမီးတရားပြည်တစားပေါ့လေရဲကဖမ်းပြီးတော့ခေါ်လာတရားသူကြီးစီရောက်လာတရားသူကြီးကမေးတယ်ခလေးမမင်းနာမည်ဘယ်လိုခေါ်လဲအကူကြီးကလည်းတည့်ရဲ့သားနဲ့မေးနေတယ်လေအဲ့ဆာတရားသူကြီးချွေးလိုက်ပြန်လာဟဲ့နေရလိမ့်စာပြော အကိုကြီးလာနေကြအိမ်မဲလေးတဲ့အာသမီးတို့ထောက်ဟောထောက်ဟောအထပ်ပြောတယ်ဟေးဒါယုံတော့မင်းနောက်เสียမဟုတ်ဘူးဆိုတော့သူများလည်းအတီးပြောနေတာပါဟဲ့လာအဲ့တော့ဒီမျိုးသမီးကိုခေါ်လာတယ်အပြစ်ရှိတယ်ပြစ်ရှိတယ်စီရင်ရမယ်ဒါပေမဲ့သခင်ယေရှုရဲ့ချစ်ချင်းမြတ်တာရဲ့သဘောတဘာဝစီရင်ဖို့မဟုတ် ဒါကြောင့်ပြောမယ်လောကကြီးမှာမွေးဖွားခြင်းနဲ့ရောက်လာတဲ့ကျွန်တော်တို့တယောက်စီတိုင်းသင်ဘယ်ဘာသာပဲကိုယ်ွယ်ကိုယ်ွယ်ဘာလူမျိုးပဲဖြစ်ဖြစ်တစ်ချိန်ကျရင်သင်ဒီလောကကြီးတွေပြန်ထွက်သွားရမယ်ဘာသာတရားတွေကပြောပြီးသားကိုယ်ခန္ဓာတော့နိစ္စရာတင်းကြိုင်ကုန်မှမြုပ်တာဗောဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်ဝိညာဉ်သွားရမယ်ဘယ်ကိုသွားမှာလဲအဲ့ဒီအသက်ဝိညာဉ်ဘယ်ကိုသွားမှာလဲ အပြစ်ရှိရင်တော့အပြစ်စီရင်ခြင်းခံရမယ်။တင်းရဲ့အပြစ်ကြွေးတွေကိုသခင်ယေရှုကဆက်ပြီးပြီးအဲ့ဒါကိုတင်းသိမြင်ရင်တော့ခံစားရရင်တော့အပြစ်စီရင်ခြင်းကိုသွားစီရမလို့ဘူး။ဖယားနဲ့သာဝရကာလဝင်စားဖို့ဖြစ်တယ်။အာမင်။ကျွန်တော်အသက်ကြီးမှခရစ်တော်ကိုကယ်တင်ရှင်လို့သိမြင်ယုံကြည်သွားတော့ ကျွန်တော်အမျိုးတွေမိษွေတွေတငယ်ချင်းတွေကနင်ကជីမဘာလို့ခရိယန်ဘာသာ ပြောင်းသွားတာလဲမင်းကជីတော့မှဘာဖြစ်လို့ခရိယန်ဘာသာပြောင်းသွားတာလဲကျွန်တော်ဘာသာပြောင်းတယ်ဆိုတဲ့အမြင်နဲ့မေးကြပြောကြဆွေးနွေးကြတကယ်တော့ဘာသာပြောင်းသွားတာမဟုတ်ဘူးဒီဖယားကယ်လို့ငါဘဝတော့လွတ်မြောက်ပြီဆိုတဲ့စိတ်ချမှုရပါ ကျန်းစာနဲ့ပြောရင်တော့အစာတုံးကအပြစ်သားမကောင်းတဲ့ကောင်ဒီနေ့အဲဒီယေရှုခရစ်တော်ကြောင့်ငါဖျားသားသမီးဖြစ်တယ်ဆိုတဲ့စိတ်ချမှုရသွားတာဖျားကကျွန်တော်ရဲ့အဖေဖြစ်လာတယ်ကျွန်တော်ကသူ့ရဲ့သားသမီးဖြစ်လာတယ်တမန်ကျန်းစာမှာပဲရှိတယ်ဖျားဟိုတဲ့အပ္ပအဖအဖေလို့ခေါ်လို့ရတာ ချပါတာတရားမှမရှိဘူးပြီးတော့မှတိတ်အံ့ဩစရာကောင်းတယ်အဲ့ဒီဖယားတတ်တတ်မနေဘူးကျွန်တော်တို့ဘဝထဲမှာအတူလာနေတယ်လောကမှာဘာသာတရားတွေအများကြီးကဖယားကိုလူကအဝေးကနေလှမ်းကိုးခွေရလှမ်းရှစ်ကိုးရတာသခင်ယေရှုခရစ်တော်တတ်တတ်မနေဘူးကျွန်တော်တို့ဘဝထဲမှာလာနေတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို तू ဥဆောင်ပေးတယ်လမ်းပြပေးတယ်တွန်တင်ပေးတယ်ပြင်ပေးတယ်ထိမ့်ပေးတယ်ဘလောက်ကောင်းလဲ ဒီဘဝမှာလဲဖယားနဲ့အသက်ရှင်နေရသလိုတမလွန်မှာလဲငါဖယားသားသမီးဖြစ်လို့ဖယားသခင်ရဲ့အိမ်ကိုပြန်မယ်ဆိုတော့အာမခံချက်စိတ်ချမှုရတယ်ကျွန်တော်အိမ်မှာသားသမီးတွေရှိတယ်သားသမီးတွေကကျွန်တော်အိမ်မှာနေတာပဲအဲကျွန်တော်သမီးတွေရှိတယ်ဟဲ့နင်တို့ဓမ္မနေလဲဒီမှာနေတယ်ဘာလို့ဒီအိမ်မှာနေလဲသူတို့တို့အဖြေတခွမဲ့အဖေအိမ်လေးဒါပဲ ရုပ်ချောလို့နေရတာမဟုတ်ဘူးပညာတက်လို့နေရတာမဟုတ်ဘူးပိုက်ဆံရှာနိုင်လို့နေရတာမဟုတ်ဘူးအဖေ့စကားနားထောင်လို့နေရတာမဟုတ်ဘူးအဖေ့အိမ်မှာနေရဆိုတာသာသမီဆိုတော့ဆက်နေခွင့်ရတာဒီနေ့ဖယားသာသမီအဖြစ်ဆိုတာကိုသဘောပေါက်သွားတဲ့လူတွေကကောင်းကင် အဖငါ့ရဲ့အဖေဖြစ်လာတယ်ဒါကြောင့်ကောင်းကင်ဘုံဆိုတာငါအဖရဲ့အိမ်ကျွန်တော်ကပြောသလိုဒီဒီနေ့ဒီမှာရောက်တဲ့လူတိုင်းဧည့်သည်တွေ ခဏနေအိမ်ပြန်မယ်အပြန်လန်းကြီးရစိတ်ပူစရာမလိုဘူးအဲ့လိုပဲလောကမှာရောက်လာတဲ့ကျွန်တော်တို့ဒီလောကကြီးတွေကပြန်ထွက်သွားရမယ်ခရီးစဉ်အတွက်စိတ်ပူစရာမလိုဘူးအဖအိမ်ကိုပြန်မယ်ဆိုတာစိတ်ချပြီလားတကယ်ကောင်းကင်ဘုံဆိုတာသူတော်ကောင်းတွေစုဝေးတဲ့နေရာမဟုတ်ဘူးဖရာသားသမီးတွေနေရာဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီခရစ်မတ်ဆိုတာခုနလေချီးမွမ်းသခြင်းတွေမှာကျွန်တော်တို့ကြားရပါတယ် ပျော်ပွဲရှင်ပွဲတက်တက်မဟုတ်ဘူးကြီးမားတဲ့လေးနက်တဲ့အိဗ္ဗယ်ရှိတယ်ဒီလောကဤတဲ့အနေနဲ့တစ်ချိန်ပြန်ထွက်သွားတဲ့အခါဘယ်သွားမယ်မှန်းဘယ်ရောက်မယ်မှန်းဖို့တစ်ပင်မဲ့ဆောင်းရလို့လို့ဒီတောင်မှာပဲကတ်ခိုရမလို့လို့ပြစ်နေတဲ့စိတ်ချမှုမရဖြစ်နေတဲ့ကျွန်တော်တို့ကိုဒီလောကမှာအသက်ရှင်စဉ်ကလေးကဖယားသခင်စီကိုပြန်မယ်ဆိုတော့အာမခံချက် စိတ်ချမှုပေးဖို့သခင်ယေရှုခရစ်တော်ဒီလောကကိုဆင်းကျွလာခြင်းဟာခရစ်မတ်ရဲ့အထူးကြရတဲ့လေးနက်တဲ့အနှစ်သာရနဲ့အတိတ်ပဲဖြစ်တယ်။နော်အဲ့တော့ဒီမှာခုနကတော့လက်ဆောင်လေးတွေပေးတယ်နော်ခဏနေလဲသူတို့ထပ်ပေးဦးမယ်ပြောတယ်နော်အဲတော့ခရစ်မတ်ရဲ့အချီးမအောင်လက်ဆောင်ကသခင်ယေရှုခရစ်တော်ဖြစ်တယ် သခင်ယေရှုခရစ်တော်အဖြစ်တမလွန်အတွက်ကိုယခုဘဝအတွက်ကိုလောကီလောကုတ္တရာနှဖျားသောအကျိုးဖြစ်ဖို့ဖခင်ကတင့်ကိုရည်ရွယ်တယ်။ဒါကြောင့်ပြောမယ်ဒီနေ့ဒီနေရာမှာရောက်လာတာဘသူမှအမတ်တမဲ့တိုက်ဆိုင်လို့မတော်တဆမဟုတ်ဘူး။ဒီခန်းထဲမှာရှိနေတဲ့ ညီကိုမောင်တို့မတယောက်စီတိုင်းအတွက်ဘုရားသခင်အကြံစီရှိတယ်။အဲဒီဘုရားသခင်ရဲ့အကြံစီတော်ကြောင့်တင်ဒီနေရာကိုရောက်လာတာ။ဟုတ်လား။ဖိတ်လို့ရောက်လာတာမဟုတ်ဘူးဖိတ်ပေမဲ့မလာတဲ့လူတွေအများကြီး။မှန်။လက်ဆောင်ပေးမယ်ပြောလဲမလာခြင်း မလာဘူးပဲ။တင်ဒီအခန်းထဲကိုရောက်နေပြီဆိုကြဲရတင်အတွက်ဘုရားသခင် ပေးတဲ့လက်ဆောင်ကိုတင်ရယူဖို့ရောက်နေတာဖြစ်တယ်။ ကျွန်တော်အားလုံးအတွက်ဆုတောင်းပေးခြင်းနဲ့အားလုံးခဏလောက်ခေါင်းငုံပြီးတော့မျက်စိမှိတ်ပြီးတော့အားလုံးခေါင်းငုံမယ်အားလုံးခေါင်းငုံမယ်ကျေးဇူးတင်တယ်ခေါင်းငုံမယ်မျက်စိမှိတ်မယ်သူများတော့မစင်စားနဲ့တင်သေးရင်ဘယ်သူမှတင်အောင်မလိုက်ဘူးတင်တယောက်တည်းသွားမှာတဲ့ကိုယ့်အတွက်ကိုစင်စားကိုယ့်အတွက်ကိုစင်စား တင်းသေးသွားရင်တင်းယောက်ျားလိုက်မသေးဘူးတင်းမိန်းမလိုက်မသေးဘူးတင်းကလေးတွေလိုက်မသေးဘူးတင်းတယောက်တည်းသွားမှာဒီခီယိုအဲ့တော့ကိုယ့်အတွက်ကိုစဉ်းစားရမယ်ဒီနေ့တင်းရဲ့သက်တာထဲမှာဖျားစကားနှုတ်ကပတ်တော်ချားတယ်လူဟာတေမျိုးလောကကြီးကိုမွေးဖွားခြင်းနဲ့ရောက်လာပြီးတော့မှတေဆုံးခြင်းနဲ့ပြန်ထွက်သွားရတယ်အဲ့ဒီလိုလောကကြီးတွေကပြန်ထွက်သွားတဲ့အခါ တင်ဘဲကိုသွားရမှာလဲဆိုတော့စိတ်ချမှုရဖို့တင်အတွက်သခင်ယေရှုခရစ်တော်လိုအပ်တယ်ယေရှုခရစ်တော်ကလောကကိုကြွလာတာအဲ့ဒီစိတ်ချမှု ပေးဖို့ကြွလာတာဖြစ်တယ်ဒါကြောင့်တင်ဘဝမှာဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်အရာဟုတ်တယ်တမလွန်တွက်ငါစိတ်ချမှုမရှိဘူးလောကမြေကြီးမှာလဲဒုက္ခပေါင်း16000နဲ့စိတ်ပူကရင်မောရ ဘဝဆိုတာစိတ်ပြည့်စရာကြီးအဲ့လိုဖြစ်နေရင်တင့်အတွက်အလိုအဆုံးသောသူကသခင်ယေရှုခရစ်တော်ဖြစ်တယ်။အဲဒီခရစ်တော်ကျွန်တော်ဘဝမှာကျွန်မဘဝမှာလိုအပ်တယ်လို့ခံစားရင်သင်ရှိတဲ့နေရာနေပြီးတော့လက်ထောင်ပေးပါလက်မြောက်ပေးပါလက်မြောက်ပေးပါယေရှုတင်တဲ့ကောင်းကင်ထားပါတင်းအတွက်ခရစ်တော်လိုအပ်တယ်လက်မြောက်ပေးပါ လက်မြောက်ပေးပါယေရှုတင်တဲ့ရဲထောင်ခြံတဲ့လူတွေကောင်းကောင်းထားပါပြန်စင်းစားသူများမစင်းစားနဲ့ကိုယ့်အတွက်ကိုစင်းစားအပူတွေများတဲ့လောကကြီးမှာလာသက်ရှင်ရတယ်တီးရမှာတခါတမလွန်ကြရင်လည်းငရဲသွားအောင်ပဲဘာလုပ်မလဲအဲ့ဒီအတွက်အဖြေရသခင်ယေရှုခရစ်တော်အဲ့ဒီယေရှုခရစ်တော် သင်ပေါ်မှာအခုလိုအပ်တယ်လို့ခံစားရတော့သူရှိရင်ခံစားရရင်တစ်ချက်လက်ထောင်ပေးရအောင်ထောင်တာပါယေရှုတင်တဲ့ထောင်တာသားလေးတိုင်းထောင်တာ ။ဟုတ်ပြီယေရှုတင်တယ်ထောင်တာပါ။ထောင်ပါရဲထောင်ရဲထောင်ပါပြူရဲထောင်ပါ။ဒါကိုဘဝအတွက်ပဲကိုဘဝအတွက်ပဲရဲထောင်ပါမြင့်မြင့်ထောင်ဟုတ်ပြီယေရှုတင်တယ်ထောင်တာပါထောင်တာပါ။ဖယားအသင်းကိုခေါ်နေတယ်။ဒီခန်းနဲ့တင်ရောက်လာလကားမဟုတ်ဘူး။ဖယားရဲ့အကြံစီတော်အသင်းအတွက်ရှိတယ်။တင့်ကိုရွေးနှုတ်ဖို့ကဲတင်ဖို့မြေကြီးပေါ်မှာဖယားရဲ့လမ်းပြခြင်းနဲ့မဆခြင်းနဲ့သင်ခံစားဖို့ဒီနေရာကိုသင်ရောက်နေတာ။ ။ဒါကြောင့်သင်ဘုရားမှာအဲ့ဒီယေရှုခရစ်တော်လိုအပ်တယ်လို့ခံစားရင်ယေရှုပြု၍လက်ထောင်ပေးပါ။ရှေ့ရထောင်ထားတဲ့လူတွေဆက်ထောင်တာရှေ့ရထောင်ထားတဲ့လူတွေဆက်ထောင်တာတခြားလူတွေအတွက်ထပ်ခေါ်ဖိတ်ခြင်းနဲ့သင်တို့အတွက်ဘုရားကျမ်းစီရှိတယ်။ကျမ်းစီရှိတယ်လက်ထောင်ထားပါ။ထောင်ပေးပါ။ထောင်လို့ရသေးတယ်လာလို့ရသေးတယ်ဘုရားသင်ကိုစောင့်နေတယ်လာလို့ရသေးတယ်လာခဲ့ပါ။လာခဲ့ပါ။လာခဲ့ပါ။ဒီနေ့ဘုရားသင်ကိုကြုံနေတယ်ဘုရားသင်ကိုကြုံနေတယ်။ယေရှုတင်တယ် ယေရှုတင်တယ်။ဘာမီလက်ထောင်တဲ့သူတွေမတ်တက်ရက်ပေးအောင် မတ်တက်ရက်ပေးအောင်လက်ထောင်တဲ့သူမတ်တက်ရက်ပေးအောင်ယေရှုတင်တယ်မတ်တက်ရက်ပေးပါလက်ထောင်တဲ့သူတွေမတ်တက်ရက်ပေးပါမတ်တက်ရက်ပေးပါဘာမှရှက်ဆရာမလို့ကိုနဲ့ဖရားပဲကိုဘွားအတွက်ပဲကိုဘွားအတွက်ပဲသင်ဘွားအတွက်အချီးမြတ်ဆုံးဖရားဖြစ်တယ်ဟာလေလုယာဟောဒီခဏလေးမတ်တက်ရက်ပေးရှိသေးတယ်ထဲမှာရှိသေးတယ်မုံမမရဖြစ်နေတယ်သင်ဆုံးဖြတ်ပါမဆုံးဖြတ်ပါ ဖယားတင်ကိုချစ်တယ်မေတ္တာနဲ့ကယ်ရှင်တယ်တင်ဘဝကိုမေတ္တာနဲ့ပူညီခြင်းတယ်အဲ့ဒီဖယားတင်ကိုခေါ်နေတယ်ထားလို့ရသေးတယ်ခုနလက်မထောင်မိရင်လည်းအခုလိုက်ထားလို့ရသေးတယ်တင်အတွက်ခရစ်တော်လိုအပ်တယ်ဆိုရင်အခုထားလို့ရတယ်အခုထားလို့ရတယ်နည်းနည်းလေးအချိန်ပေးပြီးစောင့်ပေးမယ်ဆုံးဖြတ်ပါဆုံးဖြတ်ပါဟုတ်တယ်ညာရွယ် ဆိုတော့ဘေးကိုမချိနဲ့ခဏလေးဘေးကိုမချိနဲ့ဘေးကိုမချိနဲ့မျက်စိမိတ်ထားမယ်မျက်စိမိတ်ထားမယ်မျက်စိမိတ်ထားမယ်ဘေးကိုမချိနဲ့မျက်စိမိတ်ထားမယ်ဘေးကိုမချိနဲ့ဒါလို့ရပါသေးတယ်တင့်ကိုဖျားဆောင်နေတယ်ဒါလို့ရပါသေးတယ်ယေရှုတင်နေအဲ့ဒီသခင်ယေရှုခရစ်တော်ဟာကျွန်တော်ဂျမအူ ရွေးနှုတ်ခဲ့တင်တယ်ကျွန်တော်တို့ချစ်တဲ့ဖခင်ဖြစ်တယ်ဆိုတာကိုနှုတ်ကနေကျွန်တော်တို့ဝန်ခံဖို့နော်နှုတ်ကနေဝန်ခံဖို့ဘာမှမခက်ဘူးကျွန်တော်ရှေ့ရတိုင်ပေးမယ်နောက်ကနေပြီးတော့မှနှုတ်နှုတ်ကနေမွတ်ဆိုပြီးတော့ဝန်ခံအောင်နော်ကျွန်တော်တိုင်ပေးတာလေးနောက်ကလိုက်ဆိုပါဘုရားသခင်ယနေ့ချာတော့တရားစကားတွေကျေးဇူးတင်ပါတယ် အခင်ယေရှုခရစ်တော်သည်လောကကိုချွတ်လာတယ်ကျွန်တော်အပြစ်ကြွေးကိုဆက်ပေးတယ်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်အဲဒီယေရှုခရစ်တော်ဟာကျွန်တော်ရဲ့ကျမရဲ့ကေတင်ရှင်ဖျားဖြစ်ကြောင်းယနေ့ယခု ယုံကြည်လက်ခံပါれသခင်ယေရှုခရစ်တော်ဖေဟာကိုရောဟာကျွန်တော်ရဲ့ကျမရဲ့ကေတင်ရှင်နဲ့အရှင်သခင်ဖြစ်ကြောင်းဖယားသခင်ရှေလူတို့ရှေ့မှာဝန်ခံပါれကျွန်တော်ရဲ့ကျမရဲ့ အသက်တာထဲမှာဝင်ရောက်ချင်းဝတ်ပါဆက်ပြီးတော့မှအဲ့ဒီဖယားနဲ့နေစဉ်အသက်ရှင်တဲ့ဖယားသားသမီးဖြစ်စီပါအာမင်